မြမယဉ်ကျေးမှုတွေက၆ချားပွဲနာနာဘာဝတမျိုးဖြစ်တဲ့ဘုံကြီးတရေကျွန်တော်တို့ပြောပြောနေဘုံကြီးတရေဆိုတာဘာလဲဆိုတော့သူကရခိုင်ဘွားမှာတည်ဆုံသွားတာတော့ဟုတ်တယ်ဒါပေမဲ့တည်ပြီးတဲ့နောက်မှာမကျွတ်မလွတ်နိုင်ပဲကြံရင့်နေတဲ့ဝိညာဉ်တမျိုးဖြစ်ပါတယ်ဒီလိုမျိုးဘုံကြီးတရေဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ဗုဒ္ဓဘာသာမှာပြောတဲ့ဘဝတန်တရားနဲ့ကံတရားနဲ့လည်းဆက်ဆက်နေပါတယ်သူတို့ကကုသိုလ်ကံအကျိုးပေးမကောင်းတဲ့အတွက်ဝိညာဉ်ဘွားကိုရောက်ရှိသွားတယ်လို့ယုံကြည်ကြပါတယ် ဒီဝိညာဉ်တွေကအများအားဖြင့်သူတို့ရဲ့အတိတ်ဘဝကတန်ရုံးစဉ်တွေကိုမဖြတ်နိုင်သေးတဲ့အတွက်လဲဒီဘဝမှာပဲတွေ့ကပ်နေတာဖြစ်နိုင်ပါတယ်။ဘုန်းကြီးတွေဆိုတာတာမန်လူတွေထက်ဖျားတရားကိုပိုပြီးကြင့်ကြံအားထုတ်ကြတဲ့သူတွေပါ။ဒါပေမဲ့သူတို့တွေကဘာလို့တချို့ကဘုန်းကြီးတရားဖြင့်ကြံရရတာလဲဆိုတော့အဓိကအကြောင်းရင်း၃ခုလောက်ရှိတယ်လို့ယုံကြည်ကြပါတယ်။ပထမတစ်ခုကတော့ဘဝတစ်ခုကနေနောက်တစ်ခုကိုကူးပြောင်းရမှာစိတ်မငြိမ်တာပါပဲ။ ရုတ်တရက်တည်ဆုံးခဲ့ရတာမျိုးဒါမှမဟုတ်မတည်ခင်မှာစိတ်ပူပန်စရာကိစ္စတွေများခဲ့ရင်သူရဲ့ဝိညာဉ်ဟာငြိမ်ချမ်းစွာမထွက်ခွာနိုင်ပဲဒီဘဝမှာပဲတွေ့ကက်နေတတ်တယ်လို့ဆိုပါတယ်။နောက်တစ်ချက်ကတော့တန်ရုံးစဉ်ကြီးမားစွာဆွဲလန်းနေတာပါ။ဒီချက်ကတော့ဖုန်ကြီးတွေမှာပဲမဟုတ်ပဲလူတိုင်းမှာဖြစ်နိုင်တာပါ။ ဥပမာဖျားเจ้าငယ်တစ်ခုကိုအင်တန်ချစ်မြတ်နိုးပြီးပြုစုဆောင်ရှောက်ခဲ့တဲ့ဘုံကြီးတစ်ပါးကတည်ဆုံသွားတဲ့အခါမှာတော့အဲ့ဒီနေရာကိုစွန့်ခွာဖို့ဝင်လေနေတတ်ပါတယ်။ဒါမှမဟုတ်ကိုပိုင်ဆိုင်ခဲ့တဲ့ဖျားပစ္စည်းဇီဒီပထိုတစ်ခုခုကိုအရန်ဆွဲလန်းနေတာမျိုးကြောင့်လည်းမကျွတ်မလွတ်နိုင်ပဲအဲ့ဒီနေရာမှာပဲဆက်ရှိနေတတ်ပါတယ်။နောက်ဆုံးတစ်ခုကတော့နာကျင်မှုနဲ့လက်စားချေလိုစိတ်တွေကြောင့်ပါမရေရတဲ့နီးနဲ့အသက်ဆုံးခဲ့ရတာမျိုးဒါမှမဟုတ်ကိုယ့်ကိုမကောင်းကြံခဲ့တဲ့သူတွေကိုလက်စားချေခြင်းနဲ့စိတ်တွေမပြေပြောက်သေးရင်လည်း သူတို့ရဲ့ဝိညာဉ်ဟာငြိမ်ချမ်းရာကိုမရောက်နိုင်ပဲဖုန်ကြီးတရေအဖြစ်ကြံ့ရင့်နေတတ်တယ်လို့ယုံကြည်ကြပါတယ်။ဖုန်ကြီးတရေဆိုရင်ဘလို့ပုံစံမျိုးကိုမြင်ရမှာလဲဆိုတော့အများစုကတော့ဒီဝိညာဉ်တွေဟာသင်္ကန်းဝတ်ထားတဲ့ရုပ်ဆိုးဆိုးရုပ်မဲမဲကြီးအနေနဲ့ပေါ်လာတတ်တယ်လို့ဆိုကြတာပါပဲ။ပိုပြီးချင်းဝင်စားဖို့ကောင်းတာကသူတို့ရဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရပဲအမောင်ရဲတစ်ခုလိုပဲခံစားရတတ်ပါတယ်ဒီလိုပုံစံမျိုးကဖုန်ကြီးကြောင်ဟောင်းတွေဒါမှမဟုတ်တစ်တော်တွေလိုနေရာမျိုးမှာပိုပြီးအဖြစ်များတယ်လို့ပြောကြပါတယ် ဒီအတွင်မြင်ကတကယ်တမ်းဆိုရင်သူ့ရဲ့အတိတ်ဘဝကကံကြမ္မာနဲ့ဆက်ဆက်နေတယ်လို့ယုံကြည်ကြပါတယ်။နောက်ထပ်ထူးခြားတဲ့အချက်ကတော့လှုပ်ရှားမှုပုံစံပါပဲ။တချို့ပြောစကားတွေအရဆိုရင်ဘုံကြီးတရေဟာခြေထောက်မပါပဲမြေပြင်ထက်မှာလှုပ်ရှားနေတာမျိုး၊လေထဲမှာပြန်ဝဲနေတာမျိုး၊ဒါမှမဟုတ်လူတယောက်ရဲ့နောက်ကနေရုတ်တရက်လိုက်ပါလာတာမျိုးတွေလည်းရှိတယ်လို့ပြောကြပါတယ်။ ကားတလေဆိုရင်တာမန်လူတွေလိုပဲသွာလာလှုပ်ရှားနေတာမျိုးကိုလည်းတွေ့ရတတ်ပေမဲ့ရုပ်တရက်ဆိုလိုပျောက်ွယ်သွားတာမျိုးတွေဟာဒီဝိညာဉ်တွေရဲ့တဘာဝပဲလို့ပြောကြပါတယ်။သူတို့ဟာတာမန်ရုပ်ခန္ဓာနဲ့မဟုတ်ပဲဝိညာဉ်ခန္ဓာနဲ့ဖြစ်တဲ့အတွက်တဏှာကနေနောက်ထပ်တဏှာကိုချက်ချင်းရွှေ့ပြောင်းနိုင်တယ်လို့လည်းယုံကြည်ကြပါတယ်။ဒီအတွင်မြင်တွေကတော့တင်းစိတ်ထဲမှာစိတ်ကူးရင်ပုံရိပ်တစ်ခုလိုဖြစ်နေနိုင်ပေမဲ့တကယ်တမ်းကြုံတွေ့ရတဲ့အခါမျိုးမှာဆိုရင်တော့ချက်ချင်းကြက်သိမ်းမှွင်းချင်းထသွားစီမှာပါ။ ဘာကြောင့်လဲဆိုတော့သင်ဟာမမြင်ရတဲ့စွမ်းရည်တစ်ခုနဲ့မျက်နှာချင်းဆိုင်နေရတာဖြစ်လို့ပါပဲ။ဘုံကြီးတဲ့ရွေကိုဘယ်နေရာမှာအများဆုံးတွေ့နိုင်လဲဆိုတော့တာမန်နေရာတွေမှာတော့မဟုတ်ဘူးဗျ။အများစုကတော့စွန့်ပစ်ထားတဲ့ဘုံကြီးကျောင်းဟောင်းတွေမှာပါ။ဒီကျောင်းဟောင်းတွေကလူသူကင်းမဲ့ပြီးတိတ်ဆိတ်နေတာကြောင့်ဝိညာဉ်တွေအတွက်လှည့်လည်ကျဆားဖို့အကောင်းဆုံးနေရာတွေဖြစ်နေတာပေါ့။သင်သာတော်တွေကကျောင်းဟောင်းတွေစီရောက်ဖူးရင်အဲ့ဒီလိုနေရာမျိုးမှာသူတို့ကပို့ပြီးစိတ်အာရုံကိုချောက်လန့်နိုင်ပါတယ်။နောက်ထပ်တွေ့ရတဲ့နေရာတွေကတော့တော်တွေကဖျားစီဒီပထိုးဟောင်းတွေပါ။ နှစ်ပေါင်းများစွာကလေးကလူသူအယောက်ပေါက်နဲတဲ့နေရာတွေမှာတည်ရှိနေတဲ့ဒီဇေရီတွေဟာဖုန်ကြီးသေးရဲတွေနဲ့ဆက်ဆက်မှုရှိတယ်လို့ယုံကြည်ကြပါတယ်။အဲ့ဒီနေရာတွေမှာပစ္စည်းတစ်ခုခုကိုဆွဲလမ်းပြီးကြံ့ရင့်နေတဲ့ဖုန်ကြီးတွေရဲ့ဝိညာဉ်တွေရှိနေတတ်တာပါပဲ။နောက်ဆုံးတစ်ခုကတော့တက်တန်းရင်တစ်တော်ကြီးတွေနဲ့ရှစ်ခက်ကစစ်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေပါ။ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာတွေဟာအတိတ်ကနာကျင်မှုတွေဝမ်းနည်းမှုတွေပုံကွယ်နေတဲ့အတွက်မကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေဟာအတိတ်ကသူတို့နေခဲ့တဲ့နေရာတွေမှာပဲဆက်ရှိနေတတ်တာကြောင့်ပါ။ တကယ်တမ်းပြောရမယ်ဆိုရင်ဘုံကြီးတရေပေါ်လာဘုံကလည်းတကယ်ကိုထူးဆန်းနေဗျညမောင်လူတွေမှာစွန့်ခံကြွားတန်လူမျိုးခြေတန်တွေနဲ့အတူရုတ်တရက်ပေါ်လာတက်တယ်လို့တခါတည်းကမှပရဲရုတ်တန်ဂါရာရုတ်ဆိုတန်တွေနဲ့လည်းပေါ်လာတက်တယ်လို့ဆိုပါတယ်တခါတလေကြတော့လည်းဘာတန်မှမပါပဲတင့်အနီးနာကိုရုတ်တရက်ရောက်လာတာမျိုးတွေလည်းရှိတတ်ပါတယ်အထူးသဖြင့်လာတာတဲ့ညတွေမှာတိတ်ဆိတ်ငြိမ်သက်နေတဲ့ဘုံကြီးကြောင်းဟောင်းတွေရဲ့လမ်းပေးမှာရုတ်တရက်လူရိပ်မဲကြီးတစ်ခုပေါ်လာပြီးလမ်းလျှောက်နေတာကိုတွေ့ရတတ်တယ်လို့ပြောကြတာလည်းရှိပါတယ် အဲ့ဒီလိုမြင်ကွင်းမျိုးဟာတကယ်ကိုသွေးလန့်စရာကောင်းတဲ့မြင်ကွင်းမျိုးဆိုရင်လည်းမမှားပါဘူးတချို့ပုံမြင်တွေမှာဆိုရင်တော့ဘုံကြီးတရေတွေဟာသင်္ကန်းယုံထားတဲ့ပုံရိပ်တစ်ခုအနေနဲ့ပေါ်လာတတ်ပြီးသူတို့ရဲ့နောက်မှာကြောချမ်းမွေကောင်းတဲ့တစ်ခုခုကိုရွတ်ဆိုနေတယ်လို့မျိုးအတန်တွေနဲ့အလင်းရောင်မှိတ်မိတ်လေးတစ်ခုကလိုက်ပါလာတတ်တယ်လို့လည်းပြောကြတဲ့မျိုးတွေရှိပါတယ်ဒီဖြစ်ပျက်တွေဟာညာဘက်ဆိုရင်ပိုပြီးခြောက်ခြားဖွေရာကောင်းပါတယ် ဘုံကြီးတရေဟာယဟန်ဝိညာဉ်ဖြစ်လို့သူ့ဘာသာပဲတိချာရှိတယ်လို့ထင်ရပေမဲ့မြန်မာပုံမြင်တွေမှာတော့တခြားသောတရေမျိုးစားတွေနဲ့ဆက်ဆက်နေတယ်လို့ဆိုကြပါတယ်။ဒီလိုဆက်ဆက်မှုတွေဟာတာမန်တရေပုံမြင်တွေထက်ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ပုံမြင်တွေရဆိုရင်ဘုံကြီးတရေအများစုဟာအတိတ်ဘဝကတပ်ပုံးတရေတွေဖြစ်တယ်လို့ယုံကြည်ကြပါတယ်။တပ်ပုံးတရေဆိုတာကစစ်ပွဲတွေမှာမျှတစွာတည်ဆုံးခဲ့ရတဲ့စစ်သားတွေရဲ့ဝိညာဉ်တွေပါ။ ဒီတပ်ပုံးတရေတွေဟာသူတို့ရဲ့ရင်ထဲမှာမကျေနပ်မှုတွေလက်စားချေလိုစိတ်တွေပြည့်နှက်နေတာကြောင့်နောင်ဘွားကိုမကူးနိုင်ကြပါဘူးအဲ့ဒီလိုဝိညာဉ်တွေဟာအချိန်ကြာလာတဲ့အခါတရားဓမ္မကိုကြည်ကြံမှုစ조사ခဲ့ရင်တော့သူတို့ရဲ့မကောင်းတဲ့စိတ်ကကံကြမ္မာကိုလွှမ်းမိုးသွားပြီးဖုန်ကြီးဖြစ်လာပေမဲ့လည်းမကျွတ်မလို့ပဲဖုန်ကြီးတရေဖြစ်ကြံရည်နေတာလို့ပြောကြပါတယ်ဒါကြောင့်ဘုံကြီးတရေတွေဟာတာမန်အစွမ်းစားထပ်ပို့ပြီးအမျက်ဒေါသတွေပုံများနေတတ်တယ်လို့လည်းယူဆကြပါတယ် တချို့ပုံမြင်တွေမှာတော့ဖုန်းကြီးတွေဟာလော့ဂီပညာတွေဒါမှမဟုတ်ဂါရာအင်အိုင်ပညာတွေကိုလေ့လာလိုက်စားခဲ့တဲ့အတွက်တည်ဆုံးပြီးနောက်မှာအစွမ်းထက်တဲ့ကဝေတရေဖြစ်ပြောင်းလဲသွားတယ်လို့ဆိုကြပါတယ်။ဖုန်းကြီးတရေတွေရဲ့အချို့သောထူးဆန်းတဲ့ဖြစ်ရပ်တွေဟာရိုးရိုးဝိညာဉ်တွေရဲ့လုံရမဟုတ်ဘဲကဝေပညာတွေကြောင့်ဖြစ်တယ်လို့လည်းယုံကြည်မှုတွေရှိကြပါတယ်။ဖုန်းကြီးတဲ့နဲ့ပတ်သက်ပြီးတော့ရာဇဝင်ပုံမြင်တွေပြင်တကယ်ဖြစ်ပျက်ခဲ့တယ်လို့ပြောဆိုကြတဲ့ဖြစ်ရပ်တွေကလည်းရှိနေသေးတယ်ဗျ။ဒီလိုဖြစ်ရပ်တွေဟာခရီးသွားတွေနဲ့ဒေသခံတွေကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပါ။ ဥပမာမန္တလေးမုံရွာကားလမ်းမကြီးပေါ်မှာညာဘက်ကားမောင်းတဲ့သူတွေဟာလမ်းဘေးမှာစွန့်ခံကြွနေတဲ့ဖုန်ကြီးတစ်ပါးကိုမကြာခဏဆူသလိုတွေ့ရတတ်တယ်လို့ပြောကြပါတယ်။စိတ်ကောင်းရှိတဲ့ရင်မောင်းတို့ကစွန့်ကတ်ချင်တာနဲ့ကားကိုရက်ပြီးကတ်လှူဖို့ပြင်တဲ့အခါရုတ်တရက်ဖုန်ကြီးကပျောက်ွယ်သွားတဲ့မျိုးတွေကြုံခဲ့ရပူတယ်လို့လည်းဆိုပါတယ်။နောက်ထပ်ကြုံတွေ့ရတတ်တဲ့ဖြစ်ရပ်တစ်ခုကတော့ဖုန်ကြီးကြောင်းဟောင်းနေတဲ့ဇီတီဘဒိုးဟောင်းနေနားမှာပါ ညာဘက်ဖျားဘူးသွားတဲ့အခါမျိုးမှာတချို့သူတွေကတတန်းရင်ဘုံကြီးကြောင်းဟောင်းတစ်ခုတွေကနေပရဲရုတ်တံတွေဒါမှမဟုတ်တရားဟောတံတွေထွက်ပေါ်လာတာကိုကြားရတတယ်လို့ပြောကြပါတယ်။အတန်လာရာကိုလိုက်ကြည့်တဲ့အခါမှာတော့ကျောင်းထဲမှာဘူးမှမရှိတာမျိုးတွေကြုံရတတ်ပါတယ်။ဒါဟာမကျွတ်မလို့သေးတဲ့ဘုံကြီးဝိညာဉ်တွေကသူတို့ရဲ့ဝိကျွေးကိုဆက်လက်ဆက်နေတာလို့ဒေသခံတွေကယုံကြည်ကြပါတယ်။ဒီလိုမျိုးဖြစ်ရတွေဟာပုံမြင်တတ်တတ်မဟုတ်ပဲအခုချိန်ထိတကယ်ကြုံတွေ့နေရသေးပါ။ တချို့ဆိုရင်ညာဘက်တရားထိုင်နေစီမှာတော့သင်ငန်းယုံထားတဲ့လူရိမ်မဲတစ်ခုကကိုယ့်ရဲ့အနီးအနားကိုရောက်လာတဲ့မျိုးဒါမှမဟုတ်တိတ်ဆိတ်တဲ့အခြေမျိုးမှာထူးဆန်းတဲ့တပင်းချတံတွေကိုကြားရတဲ့မျိုးတွေရှိတယ်လို့လည်းပြောကြတာပါပဲဒီဖြစ်ပျက်တွေဟာလူရဲစိတ်ထဲမှာအခုချိန်ထိဆွဲမြဲနေသေးပါဖုန်ကြီးသေးဆိုတဲ့သဘောတရားဟာမြမရည်ကြည်မှုမှာအစွဲလန်းကြီးရဲ့ရိုးရပုံမြင်တစ်ခုလိုပဲထင်ရပေမယ့်တကယ်တမ်းမှာတော့ဗုဒ္ဓဘာသာရဲ့အယူဆတွေနဲ့နက်နက်ရှန်ရှန်ဆက်ဆက်နေပါတယ် ဘောရဘာသာမှာတော့လူသေးဆုံးပြီးနောက်မှာပြစ်စုံပံဘွားကကုသိုလ်နဲ့အကုသိုလ်ကံပေါ်အမူတည်ပြီးတက်ဆိုင်ရန်ပုံဘွားတွေကိုရောက်ရှိတယ်လို့ယုံကြည်ကြပါတယ်။ဒီလိုဘုံကြီးတရေတွေဟာကံအကျိုးပေးမကောင်းတဲ့အတွက်လူပြည်မှာပဲတွေ့ကပ်နေရတဲ့ဝိညာဉ်တွေလို့သတ်မှတ်နိုင်ပါတယ်။ဒီဝိညာဉ်တွေဟာပရလောကသားတစ်မျိုးဖြစ်ပြီးကံမကောင်းစွာနဲ့ငြိမ်းချမ်းရာကိုမရောက်နိုင်သေးတဲ့ဝိညာဉ်တွေပါပဲ။ ဘုန်းကြီးတွေဆိုတာကလည်းတာမန်လူတွေလိုပဲတည်ဆုံးချိန်မှာတဏှာဝိတုခကလွမြောက်ဖို့အတွက်အာထုံမှုအားနေခဲ့တာဒါမှမဟုတ်မမျှတာတဲ့အဖြစ်အပျက်တွေနဲ့ကြုံခဲ့ရတာမျိုးတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဘုန်းကြီးတဲတွေဟာလောကီလူသားတွေကိုအပြားအဖြစ်ဒုက္ခမပေးဘဲသူတို့ရဲ့ဝိကျွေးကိုသာခံစားရင်းကျွတ်လို့ဖို့အခွင့်အရေးကိုစောင့်စားနေတယ်လို့ယုံကြည်ကြတာလည်းဖြစ်ပါတယ်။